အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ချက်မှာကတော့အရင်တစ်ခါကျွန်တော်ဗီဒီယိုတင်ထားပွဲတုန်းကလူတော်တော်များများမှားကြတဲ့ငပိကောင်နဲ့ငါးစနေပေါ့နော်ကျွန်တော်ဒီနေ့ချက်ပြမှာကတော့ငါးစနေကိုမှတရက်တီးလေးနဲ့စားလို့လည်းကောင်းမယ်ပြီးရင်မဲဇလီဟင်းချူကိုမှပမာချက်လေးကျွန်တော်ချက်ထားပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ငပိကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ရွာမှာလုံနေကြဆိုလို့ရှိရင်စားနိုင်နိုင်တဲ့ငါးကိုကျွန်တော်တို့ဒီပုံးတဲ့ပေါ့နော် ဆင်းအိုးစီရင်ဆင်းအိုးထဲမှာဆိုင်းနေနိုင်နေကျွန်တော်တို့ငါးကိုရေမစေးတော့ဘဲနဲ့တေချာလေးစားနေနေပြီးတော့တချို့ကတော့တလားနှစ်လားပေါ့เนาะတချို့ဆိုလို့ရှိရင်၄ငါး၆လခါလေလောက်ထားပြီးတော့ရေစီထားပြီးစားကြတယ်ငပိကောင်ကိုဆိုလို့ရှိရင်အဲ့လိုမျိုးထားပြီးစားကြပါတယ်ဒါကလည်းတေချာဖုံးပြီးတော့တေချာစားနေနိုင်လေးနဲ့တေချာနေပြီးတော့မှလုံမသာဒီငပိကောင်ကတလောက်ကြကြလေးထားပြီးတော့စားလို့ရတယ်စားနေတာတော့ရင်ကောင်ဥတာတော့ဆိုလို့ရှိရင်ငပိကောင်ကကျွန်တော်တို့ဥပြီးတော့ပုတ်သွားပြီးတော့လုံမစားလို့မရဘူးပေါ့เนาะဒါကတော့ငပိကောင်လုံနေပါဒီနေ့ကျွန်တော်လုတ်ပြတဲ့ဟာကတော့ငတ်စနေပါငတ်စနေဆိုလို့ ို့ရှိရင်တော့အလွန်ဆုံး2ရက်တချို့ကတော့ဒီလိုညနေမှာစားနေတယ်နောက်မနေ့လိုကြလို့ရှိရင်ရေပြန်စေးပြီးတော့ချက်စားကြပါတယ်ရေမနာအောင်တော့တေချာဖုံးဖုံးမှုလိုအပ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်လုပ်ပြတဲ့ငစနယ်ကိုဆိုလို့ရှိရင်တော့ကျွန်တော်2ရက်ကိုတေချာလေးဖုံးပြီးတော့ထားထားလိုက်ပါတယ်ဒါကောမှဒီတိုင်းသူ့ကြည်ရိုးရိုးလေးမချက်စားပဲနဲ့ကျွန်တော်ဒီနေ့မှာတော့တရက်တီနဲ့ချက်စားပါမယ်တရက်တီနဲ့ချက်စားတဲ့အခါမှာကျွန်တော်တို့ဟင်းအရသာကချစ်ချင်းလေးနဲ့ငါအရသာကမမကတိနေလဲဆိုတော့ပို့ပြီးတော့လဲစားကောင်းပါတယ်ခင်ဗျာကျွန်တော်ရွာမှာအမေပုံမှန်ချက်ကျွေးနေကြဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်ခွဲတရက်တီဒါ ါမှမဟုတ်ရင်မချစ်စုတည့်ရတီနဲ့ချက်စားကြပါရယ်မချစ်စုတည့်ရတီကအချိုတက်လေးနည်းနည်းပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီစားရတဲ့အခါမှာနည်းနည်းချိုချိုချီချင်းလေးနဲ့စားကောင်းပါရယ် ဒါကဆိုလို့ရှိရင်ကျွန်တော်နှစ်ရက်လောက်ပေါ့နော်စားဖို့တေချာနန်းနိုင်လေးနေပြီးတော့တေချာအဖုံးဖုံးပြီးတော့တင်ထားရတယ်ကျွန်တော်တို့ငစနေပေါ့နော်ဒါကိုလည်းကျွန်တော်တို့အခန်းပူချိန်မှာပဲတင်ပါတယ်ရေခဲတစ်တာတို့တို့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖုံးမလုံဘူးဆိုလို့ရှိရင်ငားရဲ့ညီနန်းကရေခဲတစ်တာမှာဆွဲသွားပြီးတော့ရေခဲတစ်တာအတွက်ပါနည်းနည်းအဆင်မပြေဘူးဒါကြောင့်မို့လို့အပြင်မှာပဲဒီလိုမျိုးအဖုံးလေးတေချာဖုံးပြီးတော့တင်ထားလို့ရပါတယ်ခင်ဗျာ သားကိုငါအသားတဲ့ထိရောက်အောင်တရားလေးနေတယ်ဆိုလို့ရှိရင်တော့ငါအသားကပုံနှံမနေပဲနဲ့ကျွန်တော်တို့အသားမမာလေးနဲ့လုံးဝကိုကတင်ပြီးတော့ရမယ်ကျွန်တော်တို့စားမနိုင်ဘူးဆိုလို့ရှိရင်တော့ငါကပုံနှံရပြီးတော့အူအူကြီးနဲ့လုံးဝအဆင်မပြေဘူးသားလည်းတော်တော်များများထည့်ထားတဲ့အတွက်ကြောင့်မလို့ပြန်ချက်မယ်ဆိုလို့ရှိရင်တော့နရေသုံးရေတရားလေးဆေးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်မချက်ခင်မှာရေခဏလေးစိန်ထားလိုက်ပါတယ်ခင်ဗျာဒါမှပဲငါအထဲမှာရှိနေတဲ့စားအရန်ငန်နေဆိုလို့ရှိရင်တော့ဒီရေနဲ့တရားလေးထွက်သွားမှာပါ ပြီးလို့ရှိရင်เนาะခုနကတေချာစီးထားတဲ့ငားရဲ့ပြီးရင်တရက်တီးရဲ့စနွေမုတ်အနေငယ်စိမ့်စားငပိအနေငယ်ပြီးလို့ရှိရင်အချိုမုတ်အနေငယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ကတော့စားကိုလုံးဝမထည့်တော့ပါဘူးပြင်းစီအနေငယ်ထည့်ပါမယ်။ဘာကြောင့်စားမထည့်လဲဆိုလို့ရှိရင်ငားထဲမှာစားတွေကဘလောက်ထွက်သွားလဲဆိုတာကိုကျွန်တော်မသိဘူး။ဒါကြောင့်မလို့ဟင်းအရသာမြည်ပြီးမှစားကိုလိုတလောက်ထည့်ပါမယ်။ဒါတွေအားလုံးကိုရောနေပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အိုးထဲမှာထည့်ပါမယ်။ ပြီးလို့ရှိရင်တော့ရေလေးလိုတလောက်ထည့်ပြီးပြီဆိုလို့ရှိရင်အဖုံဖုံပြီးတည်ထားလို့ရပါပြီခင်ဗျာငဆနယ်နဲ့တရက်ဒီချက်ကကျွန်တော်တို့ပုံမှန်ငါးစားရတာနဲ့ကျွန်တော်တို့တရက်ဒီကိုမှငါးနဲ့ရောချက်လိုက်တဲ့အခါမှာတရက်ဒီအရသာချက်ချင်းလင်းနဲ့ငါးကလည်းမမကတင်လင်းနဲ့ဆိုပြီးတော့ပို့ပြီးတော့လဲစားကောင်းတယ်ကျွန်တော်စားကတေချာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါးကပုံမပြတ်သွားဘူးတေချာလေးလည်းမှွေဖို့ကိုလည်းလိုအပ်ပါတယ်တရက်ဒီဒီလိုမျိုးလေးနူးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာရှိတဲ့တရက်ဒီနဲ့ငဆနယ်ချက်လေးရပါပြီခင်ဗျာဒါကလည်းထမင်းမိန်စေပါတယ် ပြီးရင်တော့ကျွန်တော်ဒီနေ့ဈေးသွားတဲ့အခါမှာကျွန်တော်တို့မဲဇလီရွက်လေးတွေလည်းတွေ့ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့မှာကျွန်တော်ဒီတာလေးနဲ့မဲဇလီဟင်းချိုလေးနဲ့ကိုတွဲစားဖို့အတွက်ကိုအကြံရခဲ့ပါတယ်မဲဇလီရွက်တွေတွေကိုလည်းခြွေထားလိုက်ပါမယ်ခင်ဗျာမဲဇလီဟင်းချိုချက်တဲ့အခါမှာရွာတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငားကိုမှกินပြီးတော့မဲဇလီဟင်းချိုမှာအကင်အခက်လေးလောက်ကြတယ်ပေါ့နော်ပြီးရင်တော့ခရမ်းကစော့သီးတွေထည့်ကြတယ်ကျွန်တော်ဒီနေ့မှာတော့ခရမ်းကစော့သီးလည်းရှားလို့မရတဲ့အတွက်ကြောင့်မို့လို့ခရမ်းသီးနဲ့ရိုရိုခရမ်းကျင်သီးကိုပဲကျွန်တော်ထည့်ထားလိုက်ပါမယ်ခင်ဗျာ ဟင်းအခက်အတွက်ကိုတော့ကျွန်တော်ပစုံကိုသုံးပါမယ်။ပြီးရင်တော့ကျွန်တော်ကအချစ်ဆိုရင်လဲချိုမမြစ်ဆိုရင်လဲတိုမကြိုက်တဲ့အတွက်ကြောင့်မို့လို့အခါကိုကျွန်တော်အရန်မုံပါတယ်။ဒါကြောင့်မို့လို့မက်ဆလီမှာအခါအရန်ပြင်းတဲ့အတွက်ကြောင့်မို့လို့အခါတက်လေထွက်သွားအောင်ကျွန်တော်ကတော့တရေပြုတ်လိုက်ပါမယ်ခင်ဗျာ။ပြီးရင်တော့ကျွန်တော်ဟင်းချိုအိုလေးစတဲပါမယ်ရေထဲမှာစွန်းနှမုတ်အနေငယ်ထည့်မယ်စင်စန်ကပိအနေငယ်ရဲ့ပဇွန်ရဲ့ပြီးရင်မက်ဆလီကိုပြုတ်ပြီးတော့ရေလေးတေချာကျွန်တော်ညှက်ထားပါတယ်ဒါပေမဲ့လည်းအခါတက်လေးနည်းနည်းရှိပါတယ်ခင်ဗျာ စားလေးကအနေငယ်အချို့မဟုတ်အနေငယ်လေးထည့်ပါမယ်ပြီးရင်တော့ခုနကလှီးထားတဲ့ခရမ်းသီးနဲ့ခရမ်းကျင်သီးကိုပါကျွန်တော်တခါတည်းရောပြီးတော့ကျွန်တော်တည့်ထားလိုက်ပါမယ် တချို့ကတော့မဲဇလီဆူလာမှာဒီလိုမျိုးထည့်တာတွေရှိပါတယ်ကျွန်တော်ကတော့တခါလေးလဲနူးသွားအောင်လို့ဒီလိုမျိုးအဖုံးဖုံးပြီးတော့အရင်ဆုံးတည်ထားလိုက်ပါမယ်ခင်ဗျာဟင်းအိုးဆူသွားလို့ကျွန်တော်တို့အားလုံးနူးသွားပြီဆိုလို့ရှိရင်တော့ဒါမဲဇလီဟင်းဂျိုကစားဖို့အဆင်သင့်ဖြစ်ပါပြီမဲဇလီဟင်းဂျိုကခါတက်တက်လေးဆိုရင်တော့ပို့ပြီးတော့လဲစားကောင်းပါတယ်အရန်ကားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်တာတို့ကျွန်တော်တို့အိတ်မပြော်တာတို့တွေဖြစ်တတ်တယ်ပေါ့နော်ဒါကလည်းဆေးဘက်ဝင်တဲ့ဟင်းတစ်မျိုးဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်